မင်္ဂလာနနက်ခင်ပါဂျေစုဂုနာမြတ်တာတော်နဲ့ငြိမ်သက်ခြင်းလွှမ်းခြုံရာတနိတာ ဖြစ်ကြပါစေဒီနေ့မနေ့ရေကွန်မြူနဲ့နေတူဝိုက်ပူချိန်ကတော့26ဒီဂရီစင်နီဂရိတ်ရှိပြီးတော့မှ28ဒီဂရီစင်နီဂရိတ်ရှိတယ်လို့ခန့်မှန်းရရှိနိုင်ပါတယ်ဒေရုရေသွေးကတော့ပုံမှန်ဖြစ်ပြီးတော့မှနေ့လယ်နေ့ခင်းနေ့မှာပူအိုက်တဲ့ရာသီဥတုကိုခန့်မှန်းရရှိနိုင်ပါတယ်နေ့စဉ်ဝိပြုခြင်းလင်းပြ မလ17ရက်အင်္ဂါနေ့2025နေဆာသာဝရအိမ်ရှိကြောင်းကိုငါတို့သိကြ၏ဒီကချက်ကောရင်သူဩဝါဒစာဒုတိယဆောင်မှခွန်အားယူစရာများ အပိုင်း33ဖက်ရန်ကျမ်းကျက်ကောရင်သူဩဝါဒစာဒုတိယဆောင်ခန်းကြီး9ခန်းငယ်1မှ17ယာယီတဲဖြစ်သောငါတို့မြေအိမ်သည်ပြက်လင်ကောင်းငင်ဘုံ၌လူလက်ဖြင့်မလုပ်ဘဲ ဘုရားသခင်ဖန်ဆင်းတော်မူသောနေဆာသာဝရအိမ်ရှိကြောင်းကိုငါတို့သိကြ၏ငါတို့သည်မြေအိမ်၌ရှိစဉ်တွင်ကောင်းကင်အိမ်ထဲသို့ဝင်စားခြင်းကအလွန်တောင်းတလိုချင်သောစိတ်ရှိ၍ဤတွားမြည်တမ်းလျက်နေကြ၏ထို့သောဝင်စားလျင် နေရာမဲ့ဖြစ်ပြီမဟုတ်ဤတဲ၌နေသောငါတို့သည် လေးသောဝန်ကိုထမ်း၍ဤတွားမြည်တမ်းကြ၏နေရာထဲကထွက်ချင်သောကြောင့်ဤတွားသည်မဟုတ် တိတ်တက်သောအရာကို အသက်ရှင်ခြင်း၌ဆုံးရှုံးစေခြင်းကမြဲသောနေရာတည်းသို့ဝင်စားခြင်းသောကြောင့်ဤတွားကြ၏ထို့သို့သောအကျိုးကိုခံစားစေခြင်းကငါတို့ကိုပြင်ဆင်သောသူကဖျားသခင်ပေသည်ထိုဖျားသခင်သည်ဝိညာဉ်တော်သည်ဟုသောစရံကိုငါတို့အားပေးတော်မူပြီးထို့ကြောင့်ငါတို့သည် ကိုယ်ခန္ဓာ၌နေမြဲနေစဉ်ကာလာ သခင်ဖျားနှင့်ကြွားဝေးရရနိုင်နေသည်ကိုငါတို့သည်သိလေအစဉ်ရဲရင်သောစိတ်ရှိကြ၏မျက်မှောက်မမြင်ဘဲယုံကြည်မျှော်လင့်ခြင်းရှိသည့်အတိုင်းငါတို့သည်ကျင့်ဆောင်ပြုမှုသည်ဖြစ်၍ကိုယ်ခန္ဓာနှင့်ကြွားဝေးရရတို့သွား၍သခင်ဖျားထံတော်၌နေမြဲနေခြင်းကအလိုရှိလေရဲရင်သောစိတ်နှင့်ပြည့်စုံကြ၏ထို့ကြောင့်ငါတို့သည် နေမြဲရ၌နေသည်ဖြစ်စေ ကွာဝေးရရနိုင်နေသည်ဖြစ်စေသခင်ဖျားနှစ်သက်တော်မူသောသူဖြစ်ခြင်းကစေတနာစိတ်ရှိ၍ကြိုးစားအားထုတ်ကြ၏အကြောင်းမူကားငါတို့ရှိသည်များသည်ကိုယ်ခန္ဓာ၌ကျင့်သောအကျင့်ကောင်းမကောင်းရှိသည့်အတိုင်းအကျိုးအဖြစ်ကိုအသီးသီးခံခြင်းကခရစ်တော်၏တရားပလင်ရှိ၌ပေါ်လာရကြမည်ရှင်ယောဟန်ဩဝါဒစာပထမဆုံးခန်းကြီးနေခန်းငယ်၁၈လောကနှင့်လောကီတတ်မဲ့ခြင်းသည် ၍သွားကြွယ်ပြောက်တတ်၏။ဖျားသခင်အလိုရာနှင့်ညီကျင့်တော်သူမူကားနှိမ့်စထာဝရတည်၏။ဒီနေရာမှာရောရှင်ဘောလုသည်သခင်ယေရှုခရစ်ကိုယုံကြည်လက်ခံတဲ့ခရစ်ယာန်ယုံကြည်သူတွေအနေနဲ့ရရှိမဲ့လမ်းဆုံးပန်းနိုင်ကိုပေါ်ပြထားတယ်။အခုရှင်သင်နေရတဲ့ရုပ်ပိုင်းဆိုင်ရာကိုခန္ဓာသည်ယာယီပဲဖြစ်ပြီးတော့မှပြည့်စည်ခြင်းသို့အချိန်ချင်းမှရောက်မယ်။ သို့တော်လည်းပဲယုံကြည်သူတွေနေနဲ့အဲ့ဒီပြည့်စည်ခြင်းဟာလမ်းဆုံးမဟုတ်ဘဲနဲ့ကောင်းကင်ဘုံမှာလူလက်ဖြင့်မလုတဲ့နေဆာသာဝရတည်တဲ့အိမ်ရှိကြောင်းကိုယုံကြည်သူတွေသည်သိရှိကြရတယ်။အဲဒါကြောင့်လောလောဆယ်ဒီမြေအိမ်မှာအသက်ရှင်တဲ့ချိန်မှာကောင်းကင်အိမ်တို့ဝင်စားဖို့အလွန်တောင်းတမျှော်လင့်စိတ်ရှိပြီးတော့မှကြီးတွားမြည်တမ်းပြီးတော့မှနေကြတယ်လို့ဖော်ပြပါဗျာ။အဲ့ဒီကောင်းကင်မှာရှိတဲ့နေဆာသာဝရအိမ်ထဲမှာဝင်စားတဲ့အခါမှာလည်း နေရာမဲ့ဖြစ်မှာမဟုတ်ဘူး။ဘုရားသခင်က နေရာအသီးသီးကိုပြင်ဆင်ထားပြီးသားဖြစ်တယ်။ဂုဒီယာကြီးတဲမှာနေတဲ့ချိန်မှာတော့လေးတဲ့ဝန်ကိုထမ်းပြီးတော့မှမြဲတဲ့နေရာမှာဝင်စားဖို့ရန်အတွက်ကြီးတွားမြည်တမ်းနေကြတယ်။အဲ့ဒီအရာတွေအားလုံးကိုပြင်ဆင်ဖန်ဆင်းတဲ့သူကတော့ဘုရားသခင်ဖြစ်ပြီးတော့မှဘုရားသခင်သည်ယုံကြည်သူတွေအတွက် ဝိညာဉ်တော်ဆိုတဲ့စယံကိုပေးထားပြီးသားဖြစ်တယ်။အဲဒါကြောင့်ယုံကြည်သူတွေအနေနဲ့တမလွန်တက်တာအတွက်စိတ်ချနိုင်တယ်လို့အခုလောလောဆယ်သခင်ဖျားနဲ့ဝေးကွာတဲ့ရက်မှာရှိနေတာတော့မှမျော်လင့်ခြင်းနဲ့ရှင်သန်နိုင်တယ်။ဒီပုပ်ပြတ်တတ်တဲ့ကိုယ်ခန္ဓာကိုဆောင်ယူလျက်ရှင်သန်တဲ့ချိန်ထဲမှာပဲရဲရဲနဲ့စိတ်နဲ့ရှင်သန်ပြီးတော့မှသခင်ဖျားထံတော်ပါမှာတစ်ချိန်ချိန်မှာနေထိုင်ရမယ်ဆိုတဲ့ခံယူချက်ယုံကြည်ချက်နဲ့ရဲရဲနဲ့စိတ်နဲ့ ြည့်စုံကြရတယ်။အရာကြောင့်ရှင်ဘောလူရဲ့ခံယူချက်ကတော့သခင်ဖျားနဲ့ဤနီးလေးနေတာပဲဖြစ်ဖြစ်သခင်ဖျားနဲ့ဝေးနေတယ်လို့ခံစားရတာပဲဖြစ်ဖြစ်သခင်ဖျားနှစ်သက်တဲ့သူဖြစ်ဖို့စေတနာစိတ်နဲ့ကြိုးစားအားထုတ်ကြပါရစေ။အဲ့လိုမျိုးဘာကြောင့်ကြိုးစားအားထုတ်ရလဲဆိုတော့ယုံကြည်သူရှိသမျှဟာ ကိုယ့်ရဲ့ကိုယ်ခန္ဓာရဲ့ကောင်းတဲ့ခြင်းမကောင်းတဲ့ခြင်းရဲ့အကျိုးအပြစ်တီးတီးကိုခံစားဖို့ရန်အတွက်ခရစ်တော်ရဲ့တရားပလင်ရှိမှာ ေါ်လာကြရမှာဖြစ်တဲ့အတွက်ပဲဖြစ်ပါတယ်။အဲဒါကြောင့်ယုံကြည်သူဆိုရသည်လောလောဆယ်လောကမှာအသက်ရှင်တဲ့အခါမှာပျက်စီးတတ်တဲ့ကိုယ်ခန္ဓာနဲ့အသက်ရှင်ရတော့လေမပျက်စီးနိုင်တဲ့နှိစ္စသာဝရအိမ်ကိုဘုရားသခင်ပြင်ဆင်ထားပေးပြီးဖြစ်ကြောင်းကိုယုံကြည်မျှော်လင့်ပြီးတော့မှကောင်းဆုံးရှင်သန်သက်ရှင်ကြဖို့ရန်ဖြစ်ပါတယ်။ဆက်လက်ဆုတောင်းကြပါစို့။မြတ်တော်ရှင်သခင်သာဝရမြတ်စွာဘုရားသခင် ီနေ့တစ်ကိုလည်းကိုရရှင်သာသမီတို့အတွက်ကောင်းဆုံးပြင်ဆင်ဖန်ဆင်းပေးတဲ့အတွက်ကျေးဇူးတော်ကိုကြီးမွမ်းပါရယ်။နနစ်တိုင်းဂိယူနာတော်အစ်စ်ကိုခံစားပြုမှဒီနေ့တစ်မှာလည်းကိုရရဲ့တစ္ဆာတော်ကြီးမြတ်ကြောင်းကိုသာသမီတို့ခံစားရရှိတဲ့အတွက်ကိုရကိုကျေးဇူးတင်ပါရယ်။ပုတ်ပြတ်တတ်သောဒီကိုခန္ဓာကိုသာသမီတို့ဆောင်ယူထားရတော်လည်းပဲနေသတာဝရတည်တဲ့အိမ်သာမရောမှာရှိနေတယ်။သာမရောရဲ့ခန္ဓာကိုယ်ထဲမှာလည်းဘုရရှင်ရဲ့ ဘန်နာတိုက်ကိုတူလောင်ထားပြီးသားဖြစ်တဲ့ဝိညာဉ်တော်ဆရာကိုတိုင်းမရွတ်အတွက်တွင်တာပေးပတိသားဖြစ်တဲ့အတွက်ကိုရော့ကိုကျေးဇူးတင်ပါတယ်။ဒါသမီးတို့ကိုတိုင်လူလက်ဖြင့်လှုပ်လို့မရတော့လဲပဲကိုရရှင်ဖျား ကိုရော့တိုင်းပြင်ဆင်ဖန်ဆင်းထားတဲ့နေဆာသာဝရအိမ်ကိုတိုင်းမရွတ်တောင်းတမျှော်လင့်တဲ့စိတ်နဲ့ဒီလောကထဲမှာကောင်းဆုံးကျိုးရှိရှိအသက်ရှင်နေသူတွေတည်တည်ဖြစ်စေပါမည်ကြောင်းကောင်းကြီးပေးပါသခင်ဖျားရဲ့လိုရနစ်ညီ သခင်ဖျားရဲ့တဏ္ဍာရောကိုဆောင်လေလောကရဲမှာဖျားသခင်ကောင်းမြတ်ခြင်းတွေကိုဝေမျှရှင်တန်ဂျေစုပြုနိုင်တော်တတ်တာပိုင်ရှင်နေဖြစ်စေပါမေတ္တာကရုဏာရောရှင်သာရမြတ်စွာဘုရားသာမန်မြန်မာနိုင်ငံကြီးကိုကောင်းကြီးပေးပါကိုရဲကရုဏာရောဖြင့်ပတ်ရစ်ပေးပါကိုရဲသစ္စာရောဖြင့်ဖြောင့်မတ်ခြင်းရှိတဲ့သူတွေတရားမျှတခြင်းတွေကိုဆက်လက်ရှင်သန်စေပါ အသက်ကိုသိစေတတ်တဲ့သူတွေ တက်ကိုတန်ဖိုးမထားသူတွေလည်းကိုရောရှင်အသက်ရဲ့တန်ဖိုးကိုကိုရောတွန်တင်ပြင်ဆင်ပေးပါမကောင်းတဲ့အကျင့်စီတွေအားလုံးကိုကိုရောရှင်ရပ်တန့်ပေးပါကိုရောဘာခွဲမှမပေးဘူးဒါလည်းမဟုတ်ဒူးတောင်းလျှောက်ပါရဲပြေလွာပုန်းရှောင်နေရတဲ့သူတွေဒဏ်ရာဝေဒနာစိတ်ဒဏ်ရာတွေရထားတဲ့သူတွေအသီးသီးကိုလည်းကိုရောရှင်ကြည့်ရှုကြွားလဲလူတို့ကြံဆွေးမိနေတဲ့ညီသက်ချင်းပြင်သူတွေစိတ်နှလုံးကိုပတ်ရစ်ပါလုံလောက်တဲ့စားဝတ်နေရည်တွေရရှိစေပါဒီ တလောမှာထပ်ပြမလူတွေထပ်သေးပြီးတော့မှဆုံချွင်ရတာမျိုးတွေဖြစ်စေဖို့ correction ကောင်းကြီးပေးပါမတရားသဖြင့်ပြုနေသူတွေအားလုံးကိုလည်း correction ဆုံးမတန်ခတ်ပယ်ရှင်လေတရားသဖြင့်ပြုတဲ့သူတွေလည်းဘုရားသခင်ရဲ့လိုရင်းညီဖြောင်းမှစွာဖြင့်ကျင့်ကြံပြုမှုလေစည်စည်လုံးလုံးနေထိုင်သွားနိုင်ဖို့ correction ပြင်ဆင်ပေးသနာမှုပါဒဏ်ရာယောဂရတဲ့သူတွေတည်တည် correction ကောင်းကြီးပေးပါစေုံစေကံတယောက်ကုသလျက်ရှိတဲ့သူတွေ ဘုရားတည်တည်ပြောက်ကင်းတက်တာစိတ်ဝင်စင်ရသောခွင့်ကိုပေးပါကင်ဆာယောဂဝေဒနာတွေသည်ကြောက်ကဲ့စေနေရသူလည်းအမြန်ဆုံးတက်တာပြောက်ကင်းကျန်းမာရသောခွင့်ကိုပေးပါမည်ကြောင်းသခင်ယေရှုခရစ်တော်ဖခင်နာမတော်မြတ်ကိုမြည်လေသနာခံဆုတောင်းကြပါရစေဗျာအာမင်